အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခါမှာတော့ကျွန်တော်တို့ဒေတာကျွန်တော်တို့အုပ်စုမှာပြာသူလရောက်ပြီဆိုတာနဲ့နှစ်စဉ်နေ့တိုင်းစီကားတိုက်မြိတ်စွာကျင်းပခဲ့တဲ့မဟာတို့အလူပွဲတော်ကြီးအကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မဟာတို့အလူပွဲတော်ကြီးအကြောင်းကို မတင်ဆက်ခင်မှာမဟာတို့ဖြစ်ပေါ်လာပုံအကြောင်းလေးကိုပြောပြပေးပါမယ် တို့ဆိုတာမဟာဒုက္ကဒဆိုတဲ့ပါဠိတပ်ဩဝါဒလေးဖြစ်ပြီးမဟာများစွာသောဒုက္ကဒဆင်းရဲခြင်းမြမမှုပြုလိုက်ရင်တော့လွန်စွာဆင်းရဲသောပုဂ္ဂိုလ်လို့ဘာတိုင်ပြန်ရပါလိမ့်မယ်။မာတို့ရဲ့တမန်အကြောင်းတစည်းတစောင်းကို ပြန်ပြောင်းကြည့်မယ်ဆိုရင်မဟာဒုက္ကဒမာတို့ဆိုတဲ့စွန်လောင်ပွဲတနည်းအားဖြင့်ပြောရလျင် သူဆင်းရဲတယောက်ရဲ့စွန်လူပွဲလေးကိုအကြောင်းပြုပြီး ဖြစ်ပေါ်လာခဲ့တာဖြစ်ပါလေ။မာတို့ဆွန်လောင်းပွဲလေးဒီဖျားငါးစုပွင့်ကြီးတခုနေထိုင်ကြတဲ့ဗတ်တံကဘာကြီးမှာပွင့်တော်မူကြတော့မြတ်စွာဘုရားရှင်တို့တွင်တုံးစုမြောက်ကတ္တပမြတ်စွာဘုရားရှင်လက်ထက်တော်အခါကဖြစ်ပါလေ။ကတ္တမမြတ်စွာဘုရားရှင်သည်တပြည့်တော်ကအပေါင်း2000ချန်ရံတော်မူကာဘာယာနတိပြည်သို့ကြွချီတော်မူခဲ့ပါသည်။တိုးစင်အခါတိုင်းသူပြည်သားများက ရှီဦးစီဆယ်ဦးစီယခုခေတ်စကားနဲ့ပြောရမယ်ဆိုရင်ဂရုဖွဲ့စည်း၍မြတ်စွာဘုရားရှင်နဲ့တကွတပည့်တော်ဝကတို့အားအာဂန္တုကဆွမ်းဧည့်သည်ဆွမ်းကတ်လူခဲ့ကြတာဖြစ်ပါတယ်သို့လူဘွယ်အပြည့်တွင်မြတ်စွာဘုရားရှင်ကတပည့်တကားဓာယိကာမတို့အားသုံးအနုမောဒနာတရားဟောကြားတော်မူခဲ့ပါတယ်တရားချင်းကြုံလေးကတော့နံပါတ်1 လောက၌အချို့သောသူများသည်လူဒါနပြုလုပ်ကြသည့်အခါဝယ်မိမိကိုယ်တိုင်သာလှူဒါန်းမှုပြုပြီးခြားသူများကိုတော့အလူဒါနပြုဖို့ရန်မတိုက်တွန်းခဲ့ကြပါတို့အတွက်ကြောင့်ဖြစ်လျာဘဝတိုင်း၌ပစ္စည်းဥစ္စာပြည့်စုံကြော်ဝပါတော်လဲအချွေရန်သားသမီးတပြည့်တော်ကံများမရရှိခဲ့ပါဤကြောင့်နေပတ်သက်၍အနှဲငယ်မိပေါင်းထိုးပြရမယ်ဆိုရင်ယခုခေတ်တွင်အချို့သောသူများသည်ပစ္စည်းဥစ္စာများအလော့အလွန်ကို တွေ့ဝချမ်းသာပါတော်လဲပြပါတော်အင်းရဲ့စက်တရေဆောင်ဆွဲလဲလေးများဖြစ်သည့်သာသမီများမရရှိခြင်းဆိုသည့်အချက်ကိုအတိချက်ရမည်ဖြစ်ပါတယ်နံပါတ်1အချို့သောသူများသည်သူတပားကိုသာအလှူဒါနပြုလုပ်ဖို့တိုက်တွန်းနှိုးဆော်၍မိမိကိုယ်တိုင်ကြတော့မလှူဒန်းမပေးကမ်းကြသည့်အတွက်ကြောင့်ဖြစ်လျာဘဝတိုင်း၌သာသမီအချွေရန်အသင်အပင်ပေါင်းသင်ပေါင်းများပါတော်လဲပစ္စည်းဥစ္စာမပြည့်စုံဘဲဖြစ်ရတယ် နံပါတ်3အချို့သောသူများသည်မိမိကိုယ်တိုင်ကလည်းမလူတန်းမပေးကံသူတစ်ပါးကိုလည်းအလူဒါနပြုလုပ်ဖို့ရန်တိုက်တွန်းနှိုးဆော်မှုလည်းမပြုတဲ့အတွက်ကြောင့်ဖြစ်လျာဘဝတိုင်း၌ပစ္စည်းဥစ္စာလည်းမပြည့်စုံသာသမီအချွေညာအသင်ပင်အပေါင်းအသင်းလည်းမရှိဖြစ်ရလေတဲ့နံပါတ်4ကတော့အချို့သောသူများသည်မိမိကိုယ်တိုင်ကလည်းအလူရေဆက်လက်နဲ့မကွာစွန့်ကျဲပေးကံလှူဒန်းကြသလိုချားသူများကိုလည်းအလူဒါနပြုလုပ်ဖို့ရာ တိုက်တွန်းနှိုးဆော်မှုပြုကြ၏တို့အတွက်ကြောင့်ဖြစ်လျာဘဝတိုင်း၌ပစ္စည်းအုပ်စွာများလည်းပေါ်ကျော်ဝါကြသလိုသံသမီးအချွေရန်အသင်အပင်အပေါင်းအသင်းလည်းပြည့်စုံပြီးဟုမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကသောအနုမောဒနာတရားဟောကြားခဲ့ပါတယ်ကတ္တမမြတ်စွာဘုရားရှင်တရားဒေသနာကိုကြားနာခဲ့ရသောပညာရှိသူတော်ကောင်းများသည်ဉာဏ်ပညာများပြတ်ထက်လျက်ပစ္စည်းဥစ္စာများလည်းကျွယ်ဝချမ်းသာခြင်းတို့သံသမီးအချွေရန်အပေါင်းအသင်းလည်း ပေါ်များကျင်ကြသောအမျိုးကောင်းသားသမီးပုပ်ပုများကကတ္တပမြတ်စွာဘုရားရှင်နှင့်တကွနောက်ပါတပြည့်တော်က2000တို့ကိုနောက်နေ့နန်းနဲ့မိုးတော်အလင်းရောက်သောအခါစိုးအလူခံ၍မြတ်စွာဘုရားရှင်အားလျှောက်ထားပြီးအပြန်တွင်မိမိနှင့်နီးစပ်ရာရက်ွက်အိမ်စသည်တို့ကို9ပါ10ပါ10ပါစသည်ဖြင့်တက်နိုင်သည်။မိမိတို့အိမ်၌ဘုရားမှုရှိသောတန်ဃာတော်ရှင်သူမြတ်တို့အားဆုံးခဲဝယ်ဘောဇင်တို့ကို စက္ကန့်လှူဒန်းရန် တိုက်တွန်းနှိုးဆော်သမှုပြုကြလေတော့သည်နှိုးဆော်ပြုချိန်၌အိမ်ရှင်များကနိဗ္ဗာန်စောတံတန်ခါစင်းပေးသွင်းကနောက်နှစ်နံနဲ့မင်္ဂလာရှိသောအချိန်ခါကာလသမယတွင်စောလှူဒန်းရန်ပြင်ဆင်ကြပါတော့သည်ထိုအချိန်၌ဗာယနတိမြို့တွင်စင်ရဲ့အနံပါဆုံးကုစင်းငါဖြစ်သည့်မဟာဒုက္ကဒခေါ်မဟာဒုလေနိဗ္ဗာန်စော်ဤအနိမ့်သားတွင်မျက်နှာငယ်လေးနှင့် ငင်းမိုင်နေဒီကိုနိဗ္ဗာန်စောကတေမဟာဒုက္ကဋမင်းဘာလို့ငင်းမိုင်နေတာလဲမင်းမှမရှိလို့မလူမလူတော့မရှိဆိုတာမင်းမကြားဘူးလေတလားကွာမင်းဟာလက်စွာဘုရားရှင်နဲ့ကြုံရိုက်နေသည့်အခွင့်အချိန်မှာလှူဒန်းမှုမပြုခဲ့ရင်ဘယ်တော့မှဆင်းရဲနှွမ်းပွားမှုဘဝမှလူမြောက်တော့မှာမဟုတ်တော့ဘူးဟုစသည်ဖြင့်တိုက်တွန်းလိုက်သည့်အခါနိဗ္ဗာန်စောကြီးကျွန်တော်မျိုးတန်ဃာတော်တစ်ပါးအတွက်တာဝန်ယူပါတယ်ခမညာစီရင်မှတ်ထားပေးပါဆိုပြီးအိမ်သို့ပြန်လာခဲ့ပါတယ် ိမ်တို့အရောက်တွင်အိမ်သူတထားကို ရှင်မငါတော့မနဲ့ဖန်နဲ့မင်္ဂလာရှိတော့အချိန်အခါသမယတွင်တန်ခါတပါးကိုစွန့်လူတန်းရန်နိဗ္ဗာန်စောကြီးထံစည်ရင်ပြေးသွင်းခဲ့တယ်။မတို့အခုအချိန်ကစပြီးစွန့်တဲ့နဲ့စာစက္ကန့်လူရန်ဖို့ဝေရှားထွက်ကြမယ်ဆိုပြီးတော့ပြခဲ့ကြရာပထေတဦးထံတွင်သူစင်းကားလုပြီးလောကအဖြစ်တရေကြီးထံမှပလေးဆန်ရှစ်စလေကို ရရှိခဲ့ပါတယ်။သူ့ပြင်အရှင်မကလည်း ပထေကတော်တူထံမှာသူစင်းငါလုပ်ပြီးဒုက္ခအဖြစ်သောပတ်တစ်စလုံးဒိုရန်အိုးနှင့်တလေးဆန်တစ်စလေတို့ကိုရရှိခဲ့ပါတယ်။ဤသို့ဖြင့်မဟာဒုက္ခတော်တို့အချင်းလင်မယားနှစ်ဦးမှာတန်ဃာတော်တစ်ပါးစွန်းတော်ကပ်ဖို့ရန်ပြည့်စုံနေပြီဖြစ်သည့်ဖြင့်ပထမဇောစေရနာပြတ်ထန်းလေးရဲ့စိတ်ကြည်မှုဝမ်းမြောက်စွာရှိနေခဲ့ပါတယ်။ နောက်နေ့နန်းနဲ့ဆုံးဆက်ကလူရမ်းပြီအချိန်တွင်ဆုံးစပွဲဝိုင်း၌ပြည်စုံလူနောက်စီရန်ဟင်းသီးဟီးဝဲနှင့်အသားငါတို့ကိုတငါသေးတို့အားဝိုင်းဝန်းကူညီဆောင်ရွက်ပေးရမှဆုံးကက်လူရမ်းပြီဆိုသည့်အတွက်ငကြီးလေးကောင်တို့ကိုလက်ဆောင်အဖြစ်ရရှိခဲ့ပါသည်လူမင်းဖုန်ကြီးနမင်းမနေတာဆိုသလို ဗဇာမင်းကြီးဒီမြတ်စွာဘုရားရှင်မမဟာဒုက္ကဒမဟာဒုတ်အေတို့စောအလူခံကြွားရောက်ချင်းမြောက်မြီအကြောင်းကိုသိသည်ဖြင့်မဟာဒုတ်အေတို့စွန့်ချက်စေနာဝန်ထမ်းပြုလုပ်လိုပါကြောင်းစသည်ဖြင့်စကားစမီပြောဆိုကာစွန့်ချက်တောင်းကိုဆောင်ရွက်ပါတော့တယ်မဟာဒုက္ကဒမဟာဒုတ်ဒီတန်ဃာတော်ပြင့်ချိန်နီးဝေမိမ့်မန်စောတန်တို့တွားရောက်ပြီးမိမိတောင်းဝန်ယူထားသည့်တန်ဃာတစ်ပါးပေးပါရန်တောင်းခံသည့်အခါတွင် နိမ့်မဲ့တော်ကြီးသည်မဟာဒုမတန်ဃာတော်တပါယူထားပြီးကိုတတိယမိပြီးငွေချင်းမတော်မင်းအတွက်စည်ရင်မှတ်ဖို့ပြေးသွားတယ်ကွာအခုလဲတန်ဃာတော်ပင်သွားကြတာကုန်ပြီဟုဆိုလိုက်ရာမာဒုခမယာယုံဝကိုလှန်နဲ့ထိုးလိုက်ပြီးအလားစိတ်အလွန်ထိကြိုက်သွားပြီးအဲ့လိုလှုပ်လို့ဘယ်ရမလဲနိဗ္ဗာန်တော်ကြီးတန်ဃာတော်မဖြစ်မနေပေးမှဖြစ်မယ်လို့လက်ညှောက်ပြီးငိုကြွေးပါတော့တယ် အချိန်တွင်နိမ့်ပန်စောကြီးကမာတို့ကိုနှစ်သိမ့်သောအားဖြင့်အခြားတန်ဃာတို့ကိုတော့လိုက်ပင်လို့မရတော့ဘူးမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကတော့ဂန္ဓဂူရီတိုက်တော်အတွင်းမှာရှိနေသေးတယ်ဉာဏ်တတိရှိရင်တော့မြတ်စွာဘုရားရှင်ဤမြားတပိတ်တော်ကိုတောင်းခံပေတော့ဂန္ဓဂူရီတိုက်ရှိမှာအေရှင်မင်းအသေးတကြွယ်တွေစောင့်နေကြတယ်မြတ်စွာဘုရားတို့မြည်သည်သူစင်းရဲကိုတနာချင်းမြောက်လေရှိပါတယ်မင်းသာရဲရဲဝံ့သာရှောက်ထားပေတော့ မြင်ကန်ကောင်းရင်တော့ရမှာပေါ့လို့စေလွတ်လိုက်ပါတော့တယ်။ထွေကမဟာရုပ်ကြီးမြတ်စွာဘုရားတရင်တော်မူရာခန္ဓာကိုယ်ဤတက်ရှိသူအလင်းမြန်တွားရောက်ပါတော့တယ်။ထိုအချိန်တွင်တထဲတကြွေများကစားခြင်းစားကြံများကို လာတောင်းသူလို့ထင်မှတ်ကသွန်သားခြင်းမဟုတ်သေးကြောင်းပြောဆိုက မောင်းထုတ်လေတော့တယ်။ထွေကမဟာရုပ်ကစားခြင်းစားကြံကိုတောင်းစားသူမဟုတ်ပါမြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးကိုပြုံးညွန်ရန်လာရောက်သူဖြစ်ပါသည်ဟုပြောဆိုကား ဒါနကူရီတိုက်တကားကုံကိုနဖူးပြင်းဥတိုက်ကဘုံတော်ကြီးတော်မူသောမြတ်စွာဘုရားဒါယနတိမြို့မှာတပြည့်တော်တဲ့ဆင်းရဲတဲ့သူမရှိပါဘုရားရှင်ဘုရားဒီဘုရားတပည့်တော်ဤအာဂုံအာထာယာဖြစ်တော်မူပါသည်ဘုရားဘုရားတပည့်တော်ကိုတနာသဖြင့်စွန့်အလူခံချင်းမြောက်တော်မူပါဘုရားဟုမြင်သူတိုင်းတနာချင်အောင်တနာစွဲလျှောက်ထားပါတော့တယ်ထိုအချိန်တွင်မြတ်စွာဘုရားရှင်သည်ကန္နကူရီတကားကိုဖွင့်တော်မူကတပည့်တော်ကိုမဟာတုလက်ထက်သို့အနှင်းလိုက်လေတော့သည် တပိတ်တော်လက်ထက်တို့ရောက်သည်နှင့်တပြိုင်နက်မဟာတို့သည်တိုင်းပြည်အုပ်ချုပ်ရသည့်ရှင်ဘီရင်ဖြစ်ရသည့်အလားအလွန်အလွန်ပင်ဝမ်းသာအားရဖြစ်သွားပါတော့တယ်။မြတ်စွာဘုရားရှင်ဤတပိတ်တော်ကိုရယူဖို့ရန်စောင့်ဆိုင်နေကြသောတထေးတကြွေများကလည်းတယောက်မျက်နှာတယောက်ကြည့်လျက်အံအောမဆုံးဖြစ်နေကြပါတော့တယ်။ဘုရားရှင်ကိုယ်တော်တိုင်ပေးအပ်လိုက်သောတပိတ်တော်ကိုတကောရှင်ဖြစ်စေကမူလူနံရိုးထုံးစံမရှိပေထို့ကြောင့်မဟာတို့ထံ သမိတ်တော်ကိုငွေသမားများပေး၍ဝယ်ကြပါသည် မာထုမအကျွန်ုပ်ငမလိုပါဗုဒ္ဓမြတ်စွာဘုရားဆုံးဆက်ကလိုပါသည်ဟုပြောဆိုကဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားရှင်ကိုအိမ်သို့ပင့်ဆောင်သွားခဲ့သည်ဘုရားမြတ်စွာဘုရားမာတို့ဤနိလစွာသောတဲသောအိမ်လေးအတွင်းသို့ပဂတိအတိုင်းကြွတော်မူ၍ဗဇာမင်းခင်နာသောနေရာ၌ရင်းသုံးတော်မူပါသည်မာတို့ကလည်းဗဇာမင်းစီမံထားသော ယာကူစွန်စားတီတို့ကိုရိုတေကန်းညွတ်စွာစက္ကန့်လှူဒန်းပါတော့သည်မြတ်ဗုဒ္ဓဒီလဲစွန်ခဲဝဲဘောဇင်ချိုချင်တို့ကိုဖုံးမေးတုံးဆောင်တော်မူပြီးသောအခါအနုမောနာတရားဟောကြားတော်မူပြီးပြန်၍ကြွတော်မူပါသည်မာတို့ဒီလဲမြတ်စွာဘုရားရှင်ဤတပိတ်တော်ကိုထမ်းလျက်မြတ်စွာဘုရားရှင်ကိုကြောင်းတော်သို့အရောက်ပို့ဆောင်ခဲ့ပါသည်အကြမ်းင်းဒီမာတို့အားပါရမီဖြည့်ဆည်းပြီးနောက် ်နတ်မြည်တို့ပြန်၍အိမ်မအထွက်တွင်အထက်ကောင်းငင်တို့မောကြည့်လိုက်ပြီးနှင့်တပြိုင်နက်ဂျရနာခုနှစ်ပါးမှုရွာသွုံးပြူလျာမာတို့အိမ်၌ဥပွင့်များပါမကြံတိန်လုံးဂျရနာများဖြင့်တွမ်းမိုးသွားပါတော့သည် မာတို့၏အိမ်သူဇနီးဒီမှာနေစရာမရှိသည့်ဖြင့်အိမ်အပြင်သို့ရန်နေရပါသည် မာတို့သည်မြတ်စွာဘုရားကြောင်းတော်မှပြန်ရောက်လာ၍ဂျရနာမိုးများရွာသွုံးသည့်အကြောင်းကိုသိရသည့်အခါငါဆွဲအလူကတော့ဒီနေရာမှာအချိုးပေးပြီဟုဆိုတာ ရှင်ဘီရင်ဒံမောက်တို့တွားရောက်ကမိမိရဲ့ယရနာများကိုလှဲစီးတထောင်ဖြင့်တဲဆောင်တော်မူပါရန်လျှောက်တင်ပါတော့သည်။ဘင်းမင်းကြီးသည်မဟာတို့လျှောက်ထားသည့်အတိုင်းယရနာများကိုနှိမ့်များဖြင့်တဲဆောင်၍မင်းရင်ပြင်၌စုပုံထားရာအခုခေတ်အခေါ်အဝေါ်ချီယုံဝါနှစ်ပြန်စာလောက်ရှိတဲ့တိုင်းသူပြည်သားများ၏ဆန္ဒအတိုင်းမဟာတို့ကြီးအားထူးခြားသောသူအဖြစ်ပူဇော်တက်ကြရပြု၍အထင်းရာတို့ကိုပေးသနာတော်မူခဲ့ပါသည်။ မာတို့တို့ဇနီးမောင်နှံအားတထေကြီးတဦးနေထိုင်ခဲ့သောမြေနေရဟောင်းကိုနေစီကပေါ်တဲ့အိမ်တွေဆောက်လုပ်ပြီးဖျားမှုရှိသောတန်ဃာတော်အရှင်သူမြတ်တို့အားခုနှစ်ရက်ခုနှစ်လီဆုံးအဆရှိသောဒါတပတ်ဝိတုအစုစုတို့ကိုဆက်ကပ်ပြူရန်ပါတော့သည်အဲ့ဒီလိုနဲ့ပဲမဟာဒုတ်ကြီးဘုရားအဆက်ဆက်တန်မြာလက်ခဲ့ပြီးနောက်ဘောနမမြတ်စွာဘုရားရှင်လက်ထက်တွင်ပန္ဒိတသာမဏေဖြစ်လာ၍ခုနှစ်နှစ်အရွယ်၌ပင်ပရိသန်ဖြစ်ဒါပတ္တယဟန္တာဖြစ်လာခဲ့ပါတော့သည် ဤတို့ဖြင့်မဟာဒုက္ကတမဟာဒုဤသုံးလူပွဲလေးဤတမန်းလေးကိုဏီကုံချုပ်ရမယ်ဆိုရင်ကတ္တပမြတ်စွာဘုရားရှင်လက်ထက်တော်တဲကပင်မဟာဒုဆိုတာစတင်ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်ဤသုံးလူပွဲလေးကိုအကြောင်းပြုပြီးဘုဒ္ဓဘာသာမြမလူမျိုးသူတော်စင်များသည်မြမလူမျိုးတို့ဤဒလေထုံးစံအတိုင်းအစဉ်လာမပြည့်ယနေ့တိုင်ကျင်းမပြုလုပ်ခဲ့ရာအရာဝတိုင်းဒေသကြီးအင်္ဂူမျိုးနယ်600ကျေးဝါမှာပေါ်ပဝင်းဒီအပေါ်ဖွားတွင်လက်ထက်တဲကကျင်းမပြုလုပ်ပြီး ဘုရားမဲတန်ခါမဲများဖောက်၍မြတ်စွာဘုရားရှင်၏ယူပွားတော်အားရက်ွက်များသို့ဒေသစားသည့်အပူဇော်ခံလှဲ့လေခြင်းသာသနာဆောင်နာမည်ကြီးများအားပင့်ပိတ်၍ပွဲတော်ကြီးကိုစတင်ခြင်းမာတုတ်တို့လိုဘုရားတရားကကိုမဲဖောက်၍မဲပေါက်သည့်ဘုရားတန်ခါဤအလူရှင်အိမ်တွင်စွန့်ကန့်အမှုပြုလုပ်ပေးခြင်းတန်ခါမဲဖောက်၍ကြာရတန်ခါတော်များအားပုဂ္ဂိုလ်မခွဲခြားဘဲတန်ကြီးရဒါနစွန့်မြတ်တတ်လူခြင်းနှင့် ပြော်ပွဲရှင်ပွဲများပြုလုပ်ကမဟာဒုပွဲတော်ကြီးကိုကျင်းပခဲ့ကြပါတယ်။အားလုံးသောဗုဒ္ဓနွယ်ဝင်သူတော်ဆင်ပေါင်းတို့ခမညာမြစ်စင်မပြတ်ထာဝရကျင်းမာမြတ်ဖြစ်တဲ့အရာဝတိုင်းဒေသကြီးအငူမြို့နယ်၆ရွာမဟာဒုပွဲတော်ကြီးတို့လာရောက်ခဲ့ကြပါလို့ဖိတ်ခေါ်ရင်းမှတ်တမ်းတင်လိုက်ရပါတယ်ခမညာအားလုံးရှင်လန်းချမ်းမြေကြပါစေ။